ရိသတ်များခင်ဗျာ Queen of About You 2015ပွဲအခမ်းအနားကိုတော့ Jansen Square Center ရဲ့ Promotion Area မှာကျင်းပပြုလုပ်ခဲ့ပါတယ် ပရိသတ်များလုံးဝမင်္ဂလာပါခင်ဗျာပရိသတ်များတွေစိတ်ဝင်စားဖို့ရပွဲခမ်းနာမြင်ကွင်းစံခွန်ရခွင့်တင်ဆက်ပေးနေတယ်ကျွန်တော်တို့ MRDV4 ရဲ့မြန်ကုန်မြင်ကွင်းရဲ့စင်ကနေကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ခရောက်ရှိနေတဲ့ Junction Square Zero Center ရဲ့ Aqua Home မှာကျင်းပပြုလုပ်မဲ့ About You Cosmetic ရဲ့ Queen of About You အလားမဲ့စုချင်းမြင့်ရွေးချယ်ပွဲခမ်းနာကိုတင်ဆက်ပေးကြပါမယ်ပရိသတ်များဒီနေ့ခမ်းနာရဲ့စိတ်ဝင်စားဖို့ရမြင်ကွင်းစံကိုဆက်လက်ပြုစားပေးပါအောင်ခင်ဗျာ အခမ်းအနားကိုတော့ About You Cosmetic ကို အစဉ်တစိုက်ဝယ်ယူအားပေးခဲ့ကြတဲ့မိတ်ဟောင်းမိတ်သက်ကစတမများဖိတ်ကြားထားတဲ့ဧည့်သည်တော်များစာနေစင်းမီဒီယာများဆုံဆုံလင်းလင်းတက်ရောက်ခဲ့ပါတယ်ကနားစတင်ပြီးချိန်မှာတော့ပြိုင်ပွဲဝင်အလှမယ်အယောက်20မှာစိတ်ကြိုက်ဝစ်စုံများဖြင့်ရှင်ပြိုင်ခဲ့ပါတယ် ဒီနေ့ကျင်းပပြုလုပ်တဲ့ Queen of About You 2015ပြိုင်ပွဲနဲ့ပတ်သက်ပြီး Brand Manager ဖြစ်သူမက်ရှင်မွန်ဆွေကခုလိုပဲရှင်းပြခဲ့ပါတယ်ခင်ဗျာ။မတော် Queen of About You ပွဲရာပထမဆုံးတော့မတော်ရိုးရိုးအယောင်ပွဲပဲလုပ်မယ်ပေါ့။သတင်းကျွတ်တဲ့ဆောင်တိုင်းချမ်းမှာပေါ့။ Customer အတွက်အထူး Discount တွေပွဲပဲလုပ်မယ်လို့ရွေခဲ့တာ။ဒါပေမဲ့မတော် Meeting ထိုင်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့ပစ္စည်းတွေနဲ့ပုံကြည့်ပြီးတော့ပုံမှန် main ကလေးတွေကဘယ်လောက်ထိလှပါရဲဆိုတော့ အလှတရားကိုဖော်ထုတ်ခြင်းတဲ့အတွက်ကြောင့်အဲ့ဒီရွယ်ချက်လေးနဲ့ကွင်းတော်အဖောက်ယူမတော်လှုပ်ချက်သွားတာပါဒီပွဲလေးကိုလှုပ်တဲ့ခါမှာလဲမတော်ဒီကွင်းတော်အဖောက်ယူဖောင်တွေကိုမတော်ရဲ့ပစ္စည်းသုံးတဲ့ customer တွေကိုတမျိုးဝယ်တာနဲ့အဲ့ဖောင်ကိုထုတ်ယူရင်းတဲ့ပုံစံမျိုးနဲ့သွားခဲ့ရတဲ့ကြောင့်တကယ်အကွင်းတော်အဖောက်ယူရဲ့ customer တွေကိုမတော်အဓိကလှုပ်ဖြစ်သွားတာပေါ့နော်ကွင်းတော်အဖောက်ယူအတွက်စုဝါကြတော့ဖိုင်လက်ပေါ့၅ဒိန်း၅ဒိန်းစုချင်မြင်ပါမယ် first runner S က3တိန်း second runner S က2တိန်းတို့တိုက်တဲ့စုကတော့6စုပေးသွားမယ်အမတို့လေ Queen of Bone ရောဘယ်လိုမျိုးခွင့်ရေးတွေရှိမလဲဆိုတော့မတို့သူ့ရဲ့ဒီရသွားတဲ့သူအခုဘာလုပ်လဲဆိုတော့မအခုချိန်မှာမသိသေးဘူးပေါ့ရသွားတဲ့အခါမှာသူ့ရဲ့ performance နဲ့သူ့ရဲ့ဒီဟောပေါ့မတို့ personal grooming နဲ့အကုန်လုံးကိုကြည့်ပြီးတော့ okay မယ်ဆိုရင်အမတို့ရှေ့လျှောက်ကိုသူ့ကို brand ambassador အနေနဲ့ရွေးဖို့တိတော်မအောင်ရည်ရွယ်ထားပါတယ်ဒါပေမဲ့သူ့ရဲ့ performance ပုံမှာအဓိကမူတည်တာပေါ့မတော်ဘောက်ယူတာပေါ့နော်တင်းတင်းလာခဲ့တာ9နှစ်ကျော်10နှစ်တက်တန်းလောက်ကိုရှိသွားပြီပေါ့နော်အဲ့ဒီအချိန်မှာလည်းမတော်ဟိုပါပေါ့ regular customer လည်းအများကြီးရခဲ့တယ်ပြီးလို့ရှိရင်မတော်မှာ member တွေလည်းအများကြီးရှိခဲ့တယ်ပေါ့အဲ့ဒီအတွက်ကိုသူတို့တွေကျေးဇူးတင်ပြနေနေမတော်အခု discount နေချပေးတယ်ဒီထက်လည်းကျေးဇူးတင်ပြနေနေအခြားအစီအစဉ်တွေနဲ့ဆက်ပြီးတော့လုပ်သွားဖို့လည်းရှိတယ်ဒီထက်အောင်မြအောင်လည်းလုပ်မယ် customer စိတ်ကျင်တဲ့ပစ္စည်းအစ်စ်တွေလည်းဆက်သွင်းသွားဖို့ရှိပါတယ်မတော်ဘောက်ယူလည်းအားပေးပါအောင်လို့မှပြောချင်ပါတယ် တိုင်ပွဲကိုဆက်လက်ကျင်းပရမှာတော့ About You Cosmetic ရဲ့ product show ဖြင့်တင်ဆက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အကအဖွဲ့များရဲ့အကအလာတင်ဆက်မှုများဒေသရှင်များရဲ့ဒေသနာများဖြင့်ပြည်သက်များကိုဖြောပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ layout ဝယ်ယူသူ customer များထဲမှာအထူးစုဖြစ် Vivo Y15 smartphone contribution ကိုရွေးချယ်ပြီးစုချင်းမြင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ပြိုင်ပွဲဝင်အလားအမင်များမှညနေခင်းပွဲတော်ဆောင်များဖြင့်ရှင်းပြခဲ့ပြီးအကဲဖြတ်ဒိုင်းလူကြီးများမှအကဲဖြတ်အမှတ်ပေးခဲ့ပါတယ်ခင်ဗျာ။ ီနေ့ခန္ဓာမှာကဲဖြတ်တိုင်းဖြစ်ဆောင်ရွက်ပြီးတဲ့ Threadful Magazine မှာမက်ခင်ချိုချိုဦးကအမှတ်ပေးစည်းမျဉ်းများနဲ့ပတ်သက်ပြီးအခုလိုပဲရေးကြားပေးခဲ့ပါတယ်ခင်ဗျာ။ ဒီကတတိယဦးတင်မြင်းလို့နဲ့မချုံနေကြမချုံမဲ့ကစင်းနေမှာသူကတစ်နှစ်ပတ်လုံးကြော်ညာရထည့်နေရလေကိုယ့်ရဲ့ customer လည်းဖြစ်တယ်နောက်ကဒီပွဲလေးလို့တော့ပေါ့ dining ဖြစ်ဆောင်ရပေးပါလို့အခုညီတောင်းတာနဲ့ပြည့်ဖြစ်တာပါမောင်လေးအဓိကတော့သူကဒီ cosmetic ဖြစ်တဲ့ခါကြတော့လေအသားရေလာပါတာနောက်အရံမောင်းနေကြည့်ရနောက်ရုပ်ရည်ချောမောတာနောက်သူ catwalk ရှောက်တာပေါ့နော်မောင်လေးနောက်ကသူ costume suit တွေလည်းပါတယ် costume suit ရဲ့ခါကြတော့သူဝတ်စုံတွေကိုကြည့်ပြီးတော့အမှတ်တွေပေးရပါတယ်နောက်ကသူတို့ဒီအဲဒီ catwalk ရှောက်တာတွေပါပေါ့နော်မောင်လေးသူက nail complexion best complexion မြန်တက best smile ပေါ့ best smile ဆိုလဲဒီအလှပြုံးတဲ့လူကသုံးပေါင်းလောက်ဖြစ်နေလှတဲ့လူကလေအဲ့တော့ခုမှခေါင်းရင်းဆိုင်ပြောမှအဲပြုံးတဲ့ထဲမှာဘူးလှဆုံးလဲပေါ့အဲ့လိုပြန်ရွေးထားပါတယ်မောင်လေးဒီလိုပြိုင်ပွဲလေးတွေပေါ်လာတဲ့တကြောင်ပေါ့နော်အမှုပညာကိုလှုပ်ချင်တဲ့မောင်လေးညီမလေးတွေအတွက်ကိုတို့တို့အတွက် ခြေလန်းတလန်းလေးပေါ့နော်ရတယ်နောက်ကဟိုလုံလဆာနုပညာလုပ်တဲ့ကလေးတွေဆိုရင်လည်းပဲဒီမှာဟို TV channel တွေစာမျက်နှာတွေပေါ်မှာပေါ့နော်မတို့ print media မှာသူတို့ဖော်ပြခွင့်ရတဲ့အတွက်ကြောင့်သူတို့ရဲ့အနုပညာတွေကိုထောက်ထောက်ဖို့ဖြစ်မယ်လို့မှယုံကြည်ပါတယ်မဟုတ်လားအဲ့အတွက်ကြောင့်ဒီလိုပွဲမျိုးလေးရှိတာကောင်းပါတယ်ကျေးဇူးပါတယ်လို့ပြောချင်ပါတယ်ရှင်ဘောက်ယူရလဲဒါသူ့ရဲ့ promotion ပွဲလေးဖြစ်တယ်နောက်ကဒီသတင်းကြွရသည်လေးမှာပေါ့နော်သူရဲ့ customer တွေနဲ့သူကဒီနေ့ဆိုလို့ရှင်ဖိတ်ကြားထားတယ်နောက်ကဝယ်ယူတဲ့ customer တွေကိုသူတို့ဒီနေ့ကန်ဆန်းမေးတွေပေါ့နော်ဒီဖုန်းတွေ handset တွေအများကြီးပဲသူတို့စီစဉ်ပေ းထားတဲ့အတွက်ကြောင့်ပေါ့နော်သူတို့ customer နဲ့ပို့ပြီးရင်းနှီးမှုရတယ်နောက်ဒီကမ်ကပို့မှုပြီးတော့အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်မောင်လေး ဆက်လက်ပြီး About You Cosmetic ရဲ့ဘိုးသူတာများကိုတက်ရောက်လာတဲ့ပရိသတ်များကိုမေးမြန်းပြီးအပြည့်အမှန်ကန်သူများကို စုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပါသေးတယ်။ ပြည်သူများခင်ဗျာ about you skin care and cosmetic ပါဆိုရင်တော့အရေးသွေးမြင့်ပြီးတုံးဆွဲသူများအတွက်စိတ်ချယုံကြည်ရည်ဝန်ဆောင်မှုများပေးစွမ်းတာကြောင့်တုံးဆွဲသူများရဲ့အားပေးလက်ခံမှုကိုရရှိထားတဲ့ brand တစ်ခုဖြစ်ကြောင်းတင်ဆက်ရင်းနဲ့ဒီနေ့ရဲ့စတင်ကနေနှုတ်ဆက်ပေးရစေခင်ဗျာရှိရှိအားပေးကြတဲ့ပြည်သူများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ